မျက်စိတဲ့ဆေးထိုးတာနဲ့ပတ်သက်ပြီးတော့ဒီဘာလဲဆိုတာလေးမေးထားတာတွေ့လို့ပါမျက်စိတဲ့ဆေးထိုးတာဆိုတော့ဘောနော်တော်တော်များများဟိုကြောက်ပြီးတော့တုံလှုပ်သွားကြရဲပေါ့နော်အော်မျက်စိရောဆေးထိုးလို့ရရလားပေါ့နော်ဘာဖြစ်လို့ထိုးတာလဲဆိုပြီးတော့သိချင်ကြမယ်ထင်ပါတယ်ဟုတ်ပါတယ်အခုလိုမျိုးမျက်စိရဲ့အနောက်ခံကိုဒီဆေးထိုးတဲ့စေထုံးမှုဒီပညာပေါ့เนาะခုနောက်ပိုင်းမှာပေါ်လာတဲ့ဒီပညာအသစ်တစ်ခုဖြစ်ပြီးရောမျက်စိအတွက်လည်းအရန်ကိုအရေးကြီးတဲ့ကုသမှုအသစ်တစ်ခုဖြစ်ပါတယ် ဲ့ဒီကုသမှုကဘလို့ယောဂတွေမှာအဓိကသုံးလဲဆိုတော့နံပါတ်၁စီးတို့ကြောင့်မလို့အမြင်အာယုံထိခိုက်ပြီးတော့မြင်လွာပျက်စီးတဲ့အခြေအနေနံပါတ်၂ကတော့ဒီ age related macular degeneration လို့ခေါ်တဲ့အသက်ကြီးလို့မို့မြင်လွာပျက်စီးတဲ့အခြေအနေနံပါတ်၃ကတော့ဒီ retinal vein occlusion လို့ခေါ်တဲ့မြင်လွာရဲ့သွေးကြောတွေပိတ်တဲ့အခြေအနေ အဲ့ဒီလိုယောဂတွေမှာအခုပြောတဲ့မျက်စိအတွင်းမိုင်းဆေးထိုးခြင်းကုသမှုကိုသုံးတဲ့အခြေအနေတွေရှိပါတယ်။ဗာဆေးထိုးလဲဆိုတာကြတော့ဒီ anti budget လို့ခေါ်တဲ့မလိုလားအပ်တဲ့သွေးကြောသစ်တွေပွားတာကိုကာကွယ်ပေးတဲ့ဆေးထိုးတာဖြစ်ပါတယ်။အဲ့ဒီဆေးရကြတော့ဒီဆေးတလုံးဖောက်ပြင်းပေါ့နော်အဲတယောက်ကိုနည်းနည်းပဲထိုးရတဲ့အတွက်အဲလူအများကြီးစုပြီးတော့မှပေါ့နော်ထိုးတာဖြစ်ပါတယ်။ အဲ့ဒီဆေးကဘယ်နှကြိမ်ထိုးရမလဲပေါ့နော်ပြီးတော့ဘယ်လောက်တခါထိုးရမလဲဆိုတာကြတော့ဒီမြင်းလွားအထူးကူကနေဆုံးဖြတ်ပေးတာဖြစ်ပါတယ်။